့အာဒီနေရာလေးရိုက်ချင်တယ်ဟိုနေရာလေးရိုက်ချင်တယ်ရိုက်ချင်စိတ်နဲ့ဖြစ်ခဲ့တာပေါ့ဒါပေမဲ့အသက်ကြီးလာတဲ့ခါမျိုးကျတော့လေဟိုကိုယ့်အတွက်ဟိုဘယ်ဟာလေးရတော့ဘယ်ဇက်ကောင်လေးရတော့ဟိုထိရောက်မယ်ပြတော့ကိုကပြိဿကိုတခုခုပေးချင်တယ်ပေါ့နော်အာဒီကိုယ့်ရဲ့တယောက်ဆောင်မှုလေးတခုခုပြချင်တယ်အဲ့လိုမျိုးလေးပဲရိုက်ကူးဖြစ်ပါတယ်ဟုတ်

စနီမာ application ပွဲလေးဖြစ်ပါတယ်အဲဒီပွဲမှာကျတော့ဒီ application မှာအဆောင်ကနှစ်ကားပါပါတယ်အဲ့တော့ဆောင်းတက်ဖြစ်တာပါဟုတ်ဇလန်တွဲရတော့တစ်ခါက currency ဆိုတဲ့ဇလန်တွဲလေးပါနောက်ပြီးတော့ video ကားလေးကကျတော့ shape possess ဆိုတဲ့ video ကားလေးဖြစ်ပါတယ်ဟုတ်ဒီနှစ်ကားမှာကျတော့ currency ကားတော့ဆောင်းတစ်ခါမှဟိုတဲုံဆောင်တဲ့ပုံစံမျိုးလေးပေါ့နော် currency ကအာ TikTok ယူယူနေတယ် TikTok ယူယူနေတော့သူကအရန်မင်းမီဖြစ်နေတာအရန် TikTok ကိုအရန်အဲ့လိုရိုက်ပြီးတော့မီးပေါ့အမေကအမြဲတမ်း အာသုံးမနေရပါဘောเนาะအဲ့ဒါမမရဘူးသူက TikTok ပဲရန်ရိုက်ချင်တာအာနောက်ကျတော့ရွာဟိုရွာဟိုပေါ့เนาะ Twitter တည်းရောက်လာတဲ့အချိန်မှာဇလန်လေးတွေကအဲ့လိုဖြစ်သွားအဲ့လိုမျိုးတွေဟုတ်ပါဘူးနောက်တကားကတော့အဲနောက်တကားကကျတော့ရှူပစက်အဲ့ဒါကျတော့ကောင်းမြတ်ဆန်နေပေါ့เนาะအဲသူကကျတော့ကောင်းမြတ်ဆန်ရဲ့ ဟိုပါဇက်ပေါ့အဲအဲသူသူပြောတဲ့အရာတိုင်းဖြစ်တာပေါ့အဲ့လိုမျိုးအဲ့လိုပုံစံမျိုးလေးပေါ့ဟုတ်အာတခါ quarantine ဆိုရင်ရိုက်ထားတာဒီနေ့ဆိုရင်နှစ်နှစ်ပြည့်ပေါ့နော်ဘာလို့လဲဆိုတော့ memory လေးပြန်တက်လာတဲ့အချိန်မှာ quarantine ကနှစ်နှစ်ပြည့်သေးပါအော်ဒီဇလန်းလေးဆိုလည်းအရှမ်းကောင်းတယ်တကယ်လို့လေအာ quarantine ဆိုရင် quarantine ရဲ့အလှပတွေလည်းပါတယ်ပြီးတော့ quarantine အကြောင်းလေးလည်းပါတယ်ပြီးတော့တကယ်လို့လေမြန်မာနိုင်ငံရဲ့ လှပတဲ့ကန်းချီတခုပေါ့နော်ဒါလေးကိုလည်းအခုလိုကြီးလိုက်ပြီဆိုလူတွေကအရန်လာတာပဲလို့ဖြစ်သွားလိမ့်မယ်အဲ့ကန်းအဲ့ဒီအဲ့ဒီကန်းချီရှုခင်းရလေတကယ်ရန်လာတယ်အဲ့ဒါလေးပေါ့တကယ်အမှတ်တရလေးတော့အများကြီးပါပဲဟုတ်အဲအခုဒီခုနှစ်လပိုင်းကြာရင်တော့ဆောင်းလို့ရှင်ကားရေးတကားရေးဖို့ရှိပါတယ်အဲ့ဒီအတွက်လည်းအာတွေ့တင်ပြဆင်းနေပါတယ်ဟုတ်ကဲ့ဒါလေးရအောင်အဲနောက်မှပြောမယ်နေအဲ့ဒါတော့ဟုတ်ပါတယ်ဘာလို့ဆိုဆောင်းတို့ကလည်းအသက်အရွယ်တခုရောက်လာပြီဆိုတော့ပေါ့နော်အာကိုကိုအတွက်အာ လိုရမလဲကို့အတွက်ကြံမဲ့ဇကာလေးတွေကိုပဲရွေးချဲ့ပြီးတော့ရိုက်ကူးပြစ်ပါတယ်ဟိုအဲ့လိုမျိုးကြီးဟိုလိုကြီးချဲ့ပြီးပြောတာမဟုတ်ဘူးပေါ့နော်ဘာပြောဟိုအမြဲတမ်းခလေးလုံးကတော့အာဒီနေရာလေးရိုက်ချင်တယ်ဟိုနေရာလေးရိုက်ချင်တယ်ရိုက်ချင်စိတ်နဲ့ဖြစ်ခဲ့တာပေါ့ဒါပေမဲ့အသက်ကြီးလာတဲ့ခါမျိုးကျတော့လေဟိုကို့အတွက်ဟိုဘယ်ဟာလေးကတော့ဘယ်ဇက်ခေါင်လေးကတော့ဟို ထိရောက်မယ်ပြတော့ကိုကပြိဿကိုတခုခုပေးခြင်းတယ်ပေါ့နော်အာဒီကိုရဲ့တယောက်ဆောင်ဖို့လေးတခုခုပြခြင်းတယ်အဲ့လိုမျိုးလေးပဲရိုက်ကူးဖြစ်ပါတယ်ဟုတ်အဲပြောမယ်ဆိုရင်တော့ဆောင်းကနည်းနည်းကလေးဆန်တယ်ပေါ့နော်အရင်တော့ဆိုအဲဒီစိုတိုးတောက်ကန်လေးကိုလည်းပြောလို့ရရဲအဆက်ကိုအရင်လိုလိုက်တယ်အာဘယ်လိုရမလဲဟိုကိုမှန်ပြီးရောဆိုတဲ့စိတ်နဲ့နေတယ်ပေါ့နော်အဲအခုနောက်ပိုင်းမှာတော့ဘာပဲပြောတချို့ຢာတွေကကိုမှန်နေဆိုတိုင်းနေလို့မရဘူးကိုတချို့ဟာရောလဲငါမှန်တာပဲငါထုတ်မရှင်းပြဘူးထင်းထင်းလို့ထင်းဆိုပြီးကလေးစိတ်တုံးသွားတော့အဲ့လိုတွေးခဲ့တာပေါ့ဒါပေမဲ့ အထိလိုက်တာကိုပဲဖြစ်နေတယ်လေကိုရဲ့အဲကိုတခုခုကိုကရှင်းပြတဲ့နဲ့ဟာရှင်းပြရမယ်တချို့ဟာလည်းမလိုအပ်တဲ့ဟာဆိုလည်းသူကသူ့လိုပေးထားရမယ်အဲ့လိုမျိုးလေးတော့အဲ့လိုလုပ်ရမှာပေါ့အဆောင်ကကြတော့ရရဲမထားလိုက်တော့ထားလိုက်တော့ရှင်းမပြတတ်ဘူးအဲ့အဲ့လိုမျိုးဟာရကိုကလူထင်လွဲစရာရေအမြင်ကက်စရာလေးဖြစ်လာရလို့ထင်တယ်အဲ့တော့ဟိုနောက်ကြတော့တချို့ကိစ္စတွေကလည်းဘယ်လိုပြောမလဲဆိုတော့ ငိုတဲ့ကလေးကမဟုတ်ဘူးစားရလေအဲ့လိုသဘောမျိုးပေါ့အရင်တော့ဆောင်းကမူငိုတက်ဟိုငိုတက်တော့မဟုတ်ဘူးစားတော့ပေါ့အခုကျတော့ကိုကကိုခံစားရတာလေကိုမှန်းနေတာလေကိုမှားနေတာလေဒါဟိုချပြလိုက်တော့ချစ်တဲ့သူကလည်းချစ်တယ်သူကသူအထင်လွဲနေတဲ့သူကလည်းဆက်လွဲနေတယ်မုံတဲ့သူကလည်းဆက်မုံနေတယ်အဲ့လိုပဲပေါ့နော်မရှင်းပြရင်သူတို့အမှန်လို့ပဲထင်မှာပေါ့အဲ့အဲ့အကြောင်းရှင်းပြလိုက်တယ်လို့ပဲထင်မှာတော့သိပါဘူးအဲ့ဒီဟာတွေကဘာဖြစ်သွားမှန်းတော့မသိတော့ဘူးဟိုတော့တိတ်ချမသိတော့ဘူးအတယောက်တည်းပါပဲ ကြောက်แทบတော့ပေါ့ကိုထက်ပို့ပြီးချစ်ရမဲ့သူမတွေ့သေးဘူး။ဆောင်းကိုကူကိုရမ်းချစ်တယ်ဟုတ်အဲဆောင်းကိုကိုထက်အဲဆောင်းကိုကိုလို့ပြောမှာဆောင်းကိုကိုကိုထက်ဘယ်သူမှမချစ်သေးဘူးအဲ့လိုချပြရလောက်မချစ်သေးဘူးပေါ့နော်အဲ့တည်းမချပြဘူးပေါ့အဲ့လိုဟုတ်လုံးလုံးဆရာကလေပြောမှဆိုရင်ဆောင်းတို့ဒီ30ကျော်ပြီးနောက်ပိုင်း main main ကလေးတယောက်နေနေပေါ့နော်အရင်တော့ဆိုရင်အချစ်ကိုဦးစားပေးတယ်အချစ်ကိုကိုးကွယ်တယ်အငငယ်တော့ကမယူရဲဆိုင်မိချစ်ခဲ့တာတွေလည်းအများကြီးရှိတယ်နော်မှားခဲ့တာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့30ကျော်နောက်ပိုင်းဒီစောင်းတို့ရဲ့ limit က30နဲ့40ချားမှာပဲစောင်းတို့ပတ်စံရှာဖို့ limit ရှိရတယ်40ကျော်ဝိုင်းရင်လည်းစောင်းတို့ကအဲ့ဒီကိုရှာထားတဲ့ပတ်စံနဲ့လက်ပတ်မှရမှာလေအဲ့တော့အခုချိန်မှာစောင်းစိတ်ထဲမှာကမိဘကိုကောင်းကောင်းထားမယ်ပတ်စံရှာမယ်ညနာမငယ်အောင်နေမယ်အဲ့လိုအတွေ့အကြုံတွေပဲစောင်း နေ့စဉ်ဖြတ်တန်းဖြစ်တယ်အဓိကတော့ငွေမဲ့တယ်လို့ပြောလဲစောင်းတီချိန်မှာပတ်စံရှာနိုင်မှာစောင်းအသက်40ကျော်45 50မှာအေးစစ်စစ်နေနိုင်မယ်လို့စောင်းထင်တယ်ဟုတ်အဲ့ဒါအောင်တော်ထဲမှာမိဘရဲ့စောင်းတူလေးတူမလေးတွေရဲ့မိသားစုရဲ့ပေါ့နော်အာနောက်ပြီးတော့ပတ်စံရောအလုပ်ရောပေါ့လောလောဆယ်ကတော့အဲ့လိုမျိုးလေး40ဖြစ်မှာကိုကြောက်နေတာ40ကျော်သွားရင် အကိုမလုံးနိုင်တော့မှာပေါ့နော်ကိုအလုပ်တွေကောင်းကောင်းမလုံးနိုင်တော့မှာကိုကြောက်တယ်အဲ့တော့ဒီကြားထဲမှာပတ်စံကိုရှာပြစ်ပါတယ်ဟုတ်မလှူဖို့ပေါ့လှူဖို့ for your cinema application လေးဒီထက်မကအောင်မြင်ပါစေလို့ဆောင်းအောင်ဆူတောင်းပေးပါတယ်ရှင်အဲဆောင်းတို့ဇလန်တို့လေးတွေထွက်လာရင်လည်းအားပေးကြပါအောင်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်